ဟိုတငယ်ချင်းတို့လည်းဖြစ်နေတယ်ကိုယ့်ရဲ့ချစ်သူတို့လည်းဟုတ်တယ်အခုနောက်တစ်ခုကကြတော့အခုစိတ်ထဲမှာသူ့ကိုအခုရဲ့ညီမလေးတရားလို့ဟိုတကယ်ဖြစ်ပြီတော့အခုတက်နိုင်သလောက်လေးဒါသူ့ကိုယူဆဖြစ်ပါဘူးဒါပေါ့ဒါပေါ့ကောမိန်ကလေးကိုအဲဆုပြေကိုတော့တကယ်ကိုသူစိတ်ချမ်းသာစေခြင်းနဲ့ဒါပျော်စေခြင်းနဲ့လို့ဆုပြေခံစားပြီးရတာเนาะဒါပေါ့ပျော်တာ တော့ရပြီโอเคပါဟုတ်ကဲ့ဒီနေ့ကဒီစိုက်လေးနဲ့เนาะဘောသာလားဘီယူဆိုင်ရမှာပဲเนาะဆိုင်ရမှာပေါ့ဘီယူဆိုင်ရမှာပေါ့တော်မှာပေါ့ဘီယူဆိုင်ရဒါပေါ့ဒါပေါ့ကွန်မင်းကလေးကိုဟဲ့ဘာလို့ဘာလို့မလုပ်ပါဘူးအဓိကအကိုရဲ့ဒါစိတ်ထင်းရဖြစ်လာတဲ့အရာပေါ့နော် ဆိုတော့တွင်ရတော့ပွင့်နေပြီလို့ရှိရင်တို့ကခင်လာလဲကြပြီအဲ့တော့အဥစားပေါ့သူ့အပေါ်မှာဟိုတငယ်ချင်းတို့လည်းဖြစ်နေတယ်အာဒီကိုယ့်ရဲ့ချစ်သူလည်းဟုတ်တယ်ဖြစ်တယ်ဟိုနောက်တစ်ခုကကျတော့အခုစိတ်ထဲမှာသူ့ကိုဟိုအခုရဲ့ညီမလေးတရားလို့လည်းဟိုတကယ်ဖြစ်ပြီအဲ့တော့အဲ့လိုပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲအခုတက်နိုင်တဲ့လောက်လေးဒါသူ့ကိုယူဆဖြစ်ပါမယ်ဆိုပြီးတော့ကျတော့ဘယ်လိုပြောမလဲဆိုတော့ အဲခင်မင်ရင်းနှီးတာကနေစတဲ့ relationship တခုဆိုတဲ့အခါကျတော့ဟိုးအရင်တည်းကလည်းကြောင်ကြောင်နောက်နောက်အများရန်ပြောတယ်မပြင်းရအောင်တောင်တစ်တောင်ကားအလိုမျိုးအတီပေါက်နဲ့ပြောရတယ်လည်းရှိရဲအဲ့လိုမျိုးဆိုဖြစ်ဆိုလည်းတအားစာလေဆိုဖြစ်ကအဲ့လိုမျိုးစတတ်တယ်ကိုငယ်ဆိုလည်းအတီပေါက်ကြီးနဲ့စာမျိုးပေါ့နော်ဆိုတော့အဲ့လိုတောင်တစ်တောင်က relationship မှာမပြင်းရအောင်အဲ့လိုပြောလိုက်ဆိုလိုက်စလိုက်နောက်လိုက်တိုင်မြင်လိုက်အခါကျအားဟိုလိုလိုမယ်လိုလိုမယ်ဆိုအဲ့လေးတိုင်မြင်တယ်အဲ့လိုမျိုးပေါ့အဲ့လိုအဲ့လို RS ဘူးဖြစ်နေရပါတော့ ကျွန်တော်တို့နှစ်ယောက်ကကြတော့လေအများနဲ့ကျွန်တော်တိုင်ပင်ဖြစ်တယ်ဆိုတော့ဟိုဘယ်လိုပြောရမလဲဟိုသူကလည်းအများနဲ့ကျွန်တော်မေးတယ်အခုငယ်ဘယ်လိုမျိုးလေးလုပ်ကြမလဲအများတိုင်ပင်ဖြစ်တယ်ဆိုတော့ကျွန်တော်နှစ်ယောက်ကလေဟိုနှစ်ယောက်ဆိုတော့တိုင်ပင်ပင်နဲ့ပဲကျွန်တော်တော့သွားဖြစ်တာပေါ့နော်ဆိုတော့ဟိုဒါမဲ့လေသူဒီ main ကလေးဖြစ်တဲ့ပုံမှာတော့ဒါ lady first အနေနဲ့တော့ကျွန်တော်တော့ဥစားပေးပါတယ်ယောက်ျားလေးနဲ့မိန်းကလေးမတူတဲ့ကြောင့်မလို့မိန်းကလေးတွေဖြစ်ချင်တဲ့ပုံစံလေးတွေသာရှိရဲအဲ့လိုမျိုးဆိုလို့ရှိရင်လည်းအဆက်ဆက်ရဲတာပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်အကုန်ကြီးက ဘယ်လိုပြောမလဲအလိုလိုက်တဲ့ထဲမှာပါဆိုပြေကိုတော့တကယ်ကိုသူစိတ်ချမ်းသာစေခြင်းနဲ့အာပျော်စေခြင်းနဲ့လို့ဆိုပြေခံစားရတယ်ပေါ့နော်ခံခံစားမိရပေါ့နော်ဆိုဆိုပြေပျော်ရင်လည်းသူအချိန်နဲ့နေရာကိုလည်းဆိုပြေခံစားမိရပေါ့ဟုတ်တယ်ဒါပေါ့ပျော်သားတယ်တတိပြပါလေဘယ်လို စဉ်းစားရဲဆိုတာကလည်းအရင်ရင်းနေတဲ့အခါကျတော့လေသူတို့ကဟိုအဲ့ဒီပုံမှန်တော့ဒါစဉ်းစားတာပေါ့နော်တကယ်တော့တယောက်ကခင်မင်မှုကအမြဲတမ်းခင်မင်နေရပဲကောင်းတယ်လေဟိုဒီခင်မင်မှုကဟိုတစ်ခုခုလို့ပြောရမယ်ဟိုလျှော့ရှော့သွားမှမျိုးတယ်မဖြစ်မဖြစ်ချင်ဘူးအဲ့တော့စဉ်းစားတယ်ဒါပေမဲ့လည်းဟိုကိုယ်လည်းတကယ်စိတ်ထဲမှာတကယ်သူ့မှာတကယ်မေတ္တာရှိရယ်တကယ်ကိုတန်ဖိုးထားပြီးတော့တကယ်ကိုချစ်တယ်ဆိုတဲ့အခါကျတော့ ြောမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ပြောလိုက်တာအဲဒီနေ့ဒါမက်ရှင်လေးပွဲမှာတော့ဒါဝယ်တဲ့သူတွေရောပြည်သက်တွေရောအများကြီးပေါ့နော်ဟို တွေ့ရတဲ့အတွက်လည်းဝမ်းသာတယ်။အဲဒီနေ့မှာဆိုလို့ရှိရင် mention လေးရတာ promotion တွေလည်းအများကြီးပေးထားတယ်ဝယ်တဲ့သူတွေအတွက်လည်းလက်ဆောင်တွေလည်းအများကြီးရှိရဆိုတော့အဲဒီနေ့မှာလာရောက်ဝယ်ယူအားပေးတဲ့ပရိသတ်များအားလုံး customer များအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ချက်ပြီးတော့လည်းဝယ်ယူအားပေးပါဦးဆိုပြီးရ mention ဒီကိုစားဖိတ်ခေါ်ကြပါတယ်ရှင်။ဟုတ်ကဲ့ပါကျွန်တော်ကလည်းဒီဒီပွဲဘောနော်လာရောက်ပြီးတော့မှအားပေးကြတဲ့ပြည်သက်များအားလုံးပြီးတော့ဘတ်ရွှေတတိ မတ်ရွှေလီဆေးရွှေနာဆိုင်ကိုလာရောက်ပြီးတော့မှဝယ်ယူအပေးကြတယ်ကစတမကစတမများအားလုံးနဲ့ခုနှစ်တောင်းလို့များအားလုံးအားလုံးပေါ့နော်အဆအဆရရဆင်ပြီးချုံးမွေးပြီးတော့သူစိတ်နှစ်ပါအမြဲတမ်းကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးချင်ပါတယ်ဝယ်သူစိတ်ကြီးမတ်ရွှေလီ